ပြိုမေတို့ပြည့်တက်စီအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါပြိုမေတို့ရဲ့တင်ဆက်မှုမှာအလှည့်ကြတာကတော့တမတော်သူနာပြုနဲ့ဆေးဘက်ပညာတက္ကသိုလ်ကပထမနှစ်တန်နန်းသားတန်နန်းသူတွေရဲ့လေးလာရေးခေတ်စဉ်ပဲဖြစ်ပါလိမ့်ရှင်ဒီလေးလာရေးခေတ်စဉ်မှာဆိုလို့ရှိရင်နေပြီးတော့လာရောက်ပြီးတော့တမတော်ဆေးရုံတွေနဲ့အခြားလေးလာစရာတွေကိုလေ့လာခဲ့ရမှာဖြစ်ပါလိမ့်ရှင်သူတို့လေးတွေရဲ့လေးလာရေးခေတ်စဉ်ဟာဘယ်လောက်စိတ်ဝင်စားဖို့ကောင်းပြီးတော့ကြော်စရာကောင်းလဲဆိုတာပြီးတော့အာဘယ်လိုအတွေ့အကြုံကောင်းလဲရရှိသွားလဲဆိုတာကို ဟောပြမွေတို့နဲ့အတူတူလိုက်ကြည့်လိုက်ရအောင်နော်အဲ့ဒီရှင်ရဲ့ပထမဆုံးရက်မှာတော့တံပြောတူနာပြူနဲ့စေပပညာတက္ကသိုလ်ကြီးကပထမနဲ့တဏ္ဍာတဏ္ဍသူရိယာဆိုလို့ရှိရင်တံပြောမှာအကြီးဆုံးစေယုံကြီးတွေကတစ်ခုဖြစ်တဲ့အမတ်နဲ့တံပြောစေယုံကြီးကရင်တထောင်ကိုတောက်ရောက်လေ့လာခဲ့တာပဲဖြစ်ပါတယ်ရှင် ရတဲ့ဥဒုကလည်းမိုးအေးအေးလေးနဲ့တမျိုးဖြစ်နေပေမဲ့လည်းဒီစေယုံကြီးကိုရောက်တယ်ဆိုလို့ရှိရင်ပဲစေယုံတမှုကြီးတွေကအနည်းနည်းထွတ်ထွတ်နဲ့ကျူဆိုပြီးတော့စေယုံကြီးရဲ့လုပ်ငန်းတွေကိုကလေးတွေနားလည်အောင် ရှင်းလင်းပြပြပေးခဲ့ပါတယ်ရှင်။အဲဒီနောက်မှာတော့စေယုံကြီးမှရှိတဲ့ဌာနတွေမှာဘလိုတွေကူကလည်းဘလိုခင်မီဆက်ကလေးရာပစ္စည်းတွေကိုအသုံးပြုလဲဆိုတာကိုလေ့လာခွင့်ပေးခဲ့ပါတယ်ရှင်။ ပထမဦးဆုံးတွေ့လာတဲ့ဌာနကတော့နားနှာခေါင်းနဲ့လက်ချောင်းအထုကုဌာနကြီးပဲဖြစ်ပါရဲ့ရှင်။ဒီဌာနကြီးမှာဆိုလို့ရှိရင်ကုတာနေတဲ့အထုကုဆရာဝန်ကြီးတွေကပဲဒီမြောက်ကရှာဖွေစမ်းသပ်မှုတွေကိုဘယ်လိုလုပ်ဆောင်နေကြလဲဆိုတာကိုရှင်းလင်းတိကျပြပါပေးခဲ့ကြပါရဲ့ရှင်။ဒါကတော့တပ်မှန်ဌာနမှာလေ့လာနေရပဲဖြစ်ပါရဲ့ရှင်။ဒီမှာဆိုလို့ရှိရင် area ရိုက်တဲ့စက်တွေ CT နဲ့ MRI ခင်မီစက်ကရီယာတကြီးတွေကိုပြတ်တာပေးပြီးတော့တဏ္ဍာတဏ္ဍသူတွေတည်တည်နေကောနော်ဘဟုတုတာစပိုင်းဆိုင်ရာအချက်လက်တွေကိုရှင်းပြပေးကြပါရဲ့ရှင်။ ောက်ထပ်တရားလေ့လာမယ့်ဌာနတစ်ခုကတော့အစာထုတ်ပြုပြင်ခွဲစိတ်ဌာနပဲဖြစ်ပါလိမ့်ရှင်။ဒီဌာနမှာဆိုလို့ရှိရင်ဌာနရဲ့လုပ်ငန်းတာဝန်နဲ့ဘလိုလူနာတွေဘလိုခွဲစိတ်မှုမျိုးတွေကိုလှုပ်ဆောင်ကြလဲဆိုတာကိုဆရာဝန်ကြီးကရှင်းလင်းပြသပြီးပြည်ပြည်နောက်မှာတော့အော်တနန်းသားတနန်းသူတွေကဆိုလို့ရှိရင်ဒီမှာလာရကူတာနေကြရတယ်ပေါ့နော်လူနာတွေနဲ့ရင်းရင်းနှီးနှီးမင်းမြန်လေးလာခဲ့ကြပါလိမ့်ရှင်အခုရောက်နေတဲ့ဌာနကြီးကတော့နှလုံးရောဂါအထူးကုဌာနကြီးပဲဖြစ်ပါလိမ့်ရှင် ီဌာနကြီးမှာတော့ဆရာဝန်ကြီးတွေကနှလုံးသွေးကြောကျင်းတဲ့လူနာတွေကိုခင်မီဆက်ကရိယာကြီးတွေတုံးပြီးတော့အာဆစ်ဆဲကူတာနေရာတွေကိုတဏ္ဍာတဏ္ဍသူတွေကလက်တွေ့ကြကြရင်တွေ့ကြရပြီးတော့ဗောနော်တည်တင်တဲ့ဘဝတူတာတွေကိုလည်းရှင်းလင်းပြပြပေးကြပါတယ်ရှင် ောက်ဆုံးအနေနဲ့တွားရောက်လည်လာမယ့်ဌာနကတော့ကင်ဆာကုသမှုဌာနစာဖာနိုင်စေကုသမှုဆောင်မှာဖြစ်ပါတယ်ရှင်။အဲဒီခင်မီရဲ့ပေါ့နော်ဓာတ်ရောင်ခြေကုထုံးစကြာဆိုလို့ရှိရင်4 cm အောက်ကင်ဆာအကျိလေးတွေကိုကုသရင်လည်းမှာဆိုရင်ပေါ့နော်ဘယ်လိုလဲတိကျရမှုနဲ့ထိရောက်မှုစွမ်းဆောင်ရင်းမြင်မာတဲ့စကြေပဲဖြစ်ပါတယ်ရှင်။ဒီကိမစက်ကြီးရဲ့အလုတ်လုတ်ပုံနဲ့ကုသမှု၄စနစ်ချို့ကိုစီရအထူးကုဆရာဝန်ကြီးရရှင်းပြပေးခဲ့ကြပါတယ်ရှင်။လိလိုက်ခေစင်ရဲ့ဒုတိယရက်မှာတော့အမတ်နဲ့တာဖာမီရဲ့ လေးစေယုံကထင်သုံးရကိုတွားရောက်လေ့လာကြပါလိမ့်ရှင်။ဒီစေယုံကြီးရဲ့တမှုကလည်းတနန်းသားတနန်းသူတွေကိုခံမာတွေမှာကျုပ်စုခဲ့ပြီးတော့စေယုံကြီးရဲ့လုပ်ငန်းတာဝန်တွေကိုစစ်ရှိလက်ရှင်နဲ့ရှင်းပြပေးခဲ့ပါသေးတယ်ရှင်။ဒီစီယုံကြီးရပါတော့ပထမဆုံးအနေနဲ့အရေးပေါ်နဲ့ပြင်ပလူနာဌာနမှာဆိုရင်ဌာနရဲ့လုပ်ငန်းတွေနဲ့ ဘလို့လူနာတွေကိုကနအုပ်အနေနဲ့ကုတာပေးတယ်အထူးသဖြင့်ပေါ့နော်ကလေးနဲ့မိခင်တွေအတွက်ဆိုလို့ရှိရင်ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းတွေကိုဘလို့လှူဆောင်ပေးလဲဆိုတာကိုလည်းရှင်းပြပေးခဲ့ပါတယ်ရှင်ဒါကတော့မိပါတိုင်းရင်ခုန်ဆိတ်လှူရှားကြရတဲ့အခိုက်အတန့်တစ်ခုဖြစ်တဲ့တတိယသားကိုအထာဆောင်ရိုက်တဲ့လုပ်ငန်းကိုလက်တွေ့မြင်ပြီးတော့လေ့လာစေတာဖြစ်ပါတယ်ရှင်အခုခေတ်ခေတ်မီခွတ်စိမြေပညာတွေရတစ်ခုဖြစ်တဲ့ပေါ့နော် laparoscopic surgery လုပ်တဲ့အခါမှာ သုံးပြုတဲ့စစ်ပစ္စည်းတွေကိုရှင်းပြပေးပြီးတော့အထူးကုဆရာဝန်ကြီးလေးကခွဲစိတ်ကူတာမှုမတိုင်မီမှာပေါ့နော်ဘလို့အစမ်းလေးချက်မှုတွေလောက်ရတယ်ဆိုတာကိုတရုတ်ပြန်သားပေးပြီးတော့တဏ္ဍာတဏ္ဍသူလေးတွေကိုလည်းလက်တွေ့လှူဆောင်စေခဲ့ပါတယ်ရှင်။အဲဒီနောက်မှာတော့ငွေကင်းစားကလေးငယ်လေးတွေကိုလိုအပ်လို့ရှင်ပေါ့နော်အထူးကျမကူတာဆောင်မှာခင်မစက်ကလေးရနေတယ်ဘလို့မျိုးအထူးကျမကူတာပေးရဆိုတာကိုရှင်းနေတတ်တာပြခဲ့ပါသေးတယ်ရှင်။ အမှန်နဲ့တာခမီးရဲ့နဲ့ကလေးစေယုံကရင်ပုံညာကိုလေ့လာပြီးရအောင်မှာပါနော်။အော်တက်မြတ်သူနာပြင်မယ်။စေဘပညာတက်ကတော့ပထမနဲ့တင်နန်းသားတင်နန်းသူကလေးရဆိုလို့ရှိရင်တိုင်းရင်ပရာစီစိုက်ပျိုးချံကိုလည်းတွားရောက်လေ့လာခဲ့ကြပါသေးတယ်ရှင်။အခုရောက်ရှိနေတာကတော့တိုင်းရင်ပရာစီစိုက်ပျိုးချံကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ရှင်။ဒီစိုက်ပျိုးချံမှာဆိုလို့ရှိရင်မိမိတို့နိုင်ငံကတိုင်းရင်းစေးတွေကိုအနောက်ပိုင်းစေးပညာတွေနဲ့ပေါင်းဆက်ကူတာဖို့အတွက်ပေါ့နော် လိုအပ်တဲ့စေဘင်တွေကိုစိုက်ပျိုးထားရှိမှုတွေအပေါ်မှာရှင်းလင်းပြသပေးခဲ့ပါတယ်ရှင်။လိလာရဲ့ခီးစင်ရဲ့နောက်ဆုံးအနေနဲ့ပေါ့နော်ထိုင်တော်မူရုပ်ထုတော်တွေထဲမှာမှကပညံတော်အမြင့်ဆုံးဖြစ်တဲ့ပေါ့နော်မာလာဝူစီယာဖျားကြီးရှိကိုတွားရဖို့မှလိလာခဲ့ကြပါတယ်ရှင်။အခုမြင်တွေ့နေရတဲ့မြင်ကွင်းကတော့တံပြောတူနာပြုနဲ့စေဘက်ပညာတက္ကသိုလ်မှာပထမတဲ့တဏ္ဍာတဏ္ဍသူမျိုးတွေကဆိုလို့ရှိရင်မာလာဝိစီယာဖျားကြီးကိုလာရဖုံညွန်နေတဲ့မြင်ွယ်မှဖြစ်ပါလိမ့်ရှင်။ ဒီမှာတော့ပြုံမဲရုပ်ပေါ့နော်အချိန်လေးရတော့တနန်းသားတနန်းသူအချို့ကိုမိကုန်းလေးတွေမိမြတ်ခဲ့ကြပါလေရှင်။ကဲပြုံမဲနဲ့အတူမိမျက်နာလေးကိုဆက်ကြည့်လိုက်ရအောင်နော်။အားလုံးမင်္ဂလာပါ။ဟုတ်ပြီ။ဟုတ်ပါဘူး။မောင်လေးတို့ညီမလေးတို့လေးလာရခီးထွက်လာတယ်လို့သိရတယ်ပေါ့နော်။အော်ကျွန်တော်တို့ကျွန်တော်ကလည်း message ပဲမြန်တာတူတူကနေပြီးတော့လေးလာရခီးထွက်လာတာပါ။အားဒီလိုခီးရထမလား။ဟုတ်ကဲ့။ဟုတ်ပါရဲ့ဗျာ။ဒါပေမဲ့ကျွန်တော်တို့ ဒီတပ်မတော်နာပြုနဲ့စေဘုရားတက္ကသိုလ်ကျွန်တော်ကြားရနေနေတော့ဒါပထမဆုံးခီးစဉ်တစ်ခုပဲဖြစ်ပါလိမ့်မယ်။မင်းတို့ညီမတို့ကိုပုံပုံမြတ်တယ်ကွာ။မင်းတို့ကတက်မတော်သူတော်ကြီးနဲ့စိတ်မြတ်တက်ကတူအောင်နေပြီးတော့မတ်စုံ73ကတင်ရတယ်နေပြီ။ကျွန်တော်တို့ကတော့တက်မတော်သူတော်ကြီးနဲ့စိတ်မြတ်တက်ကတူဟောအမတ်ရှင်25မှာမလိုက်။ဒါလေးတို့မင်းတို့ကတော့ဗာကြပြီးတက်မတော်ကိုဒီကိုဒီဘက်ဆန္ဒပြတ်စိတ်မြတ်တင်တာတက်တော်ကနိုင်ရွေးချက်ပြတ်။ကျွန်တော်ကလည်းဝန်အပါတော့ကြောင့် ။ဟောပြောဒီလူနာရီကိုပြည့်စုံရအောင်ပြရတဲ့အခုလိုလည်းရဝင်ရောက်ရတယ်ဘာမှမဖြစ်တဲ့လို။ပြည့်တယ်။ဟိုဘာနဲ့ဆိုပြီးတော့ဂျမောက်တန်းလေးကဒီနိုင်ရတဲ့ပြည့်တာတော့ဝင်ရောက်ပြန်ဒီပေါ့။မြန်မာလေးလိုဒီလေးလာရဲ့ခီးစင်မှာဘယ်လိုတောက်ရလေးလာခဲ့ကြသေးတယ်လဲ။ဒီဒီလိုက်ချင်းပြန်လာလို့ဆိုတော့ကျွန်မနဲ့ grandma ဆီအရမ်းလာလို့ရှိရင်တမန်ဌာနရဲ့အချင်းဟောဖက်စိတ်နားနှာခေါင်းလေကြောင်းဖက်စိတ်ဌာနရဲ့မစားလို့ကုသရေးနဲ့ပြီးတော့ cyber night အဲ့ရရလေးလာခဲ့ပေါ့နော်ချားတာနာတွေအားကြီးပေါ့လေးလာခဲ့တက်မလို့တောင်းမှမိရဲ့မဲ့အလေးထူးထူးဆေးရောလူနာဆောင်မိမဲ့ဌာနတွေကိုကျွန်တော်လေးလာခဲ့ပါတယ်ဒီစေယုံကြီးတွေရဲ့လုပ်ငန်းဆောင်ရွက်မှုပေါ်မှာညီမလေးတို့ကဘယ်ပိုင်းကိုပိုပြီးစိတ်ဝင်စားပြီးလေ့လာကျင့်ကြသလဲပုံနေရခြင်းအပိုင်းရော plus data ဆောင်ရွက် OP ရဲ့အထူးခြားရောက်သားဆောင် ICU ဆိုတော့တက်မျိုးပြီးတော့လေ့လာကျင့်ပါတယ်။ဘာလို့ခုစိတ်ဝင်စားတာလဲဆိုတော့ OP တို့ဒီလိုစိတ်ဝင်စားတာရှိ။ဘာလို့လဲဆိုလို့ရှိရင် transcription တွေနဲ့ဆိုင်ကဘောတရားတွေ ဆိုင်ကိုပို့ပြီးတော့ညမှာအကောင်းဆုံးမြင်နိုင်တယ်လို့ထင်ပါရှင်ဘောနော်မောင်လေးတို့ညီမလေးတို့လေးလိုက်ခီးလာရတဲ့အတွက်ပေါ့နော်ဒီဒီလေးလိုက်ခီးကနေဘလို့ကြည်ကျူးစုလေးရရှိတယ်လေမောင်လေးတို့ညီမလေးတို့အတွက်ကျွန်တော်တို့အနေနဲ့ကတော့ဘူးလိုမျိုးလေးလိုက်ခီးကနေပြီးတော့ဟောရရှိခဲ့တဲ့ကျူးကျူးစုတွေကိုပြောရမယ်ဆိုရင်ဟောဒီကျောင်းကျောင်းမှာသင်ကြားသူရဲ့လက်တွေ့ပညာကိုတော့အနေနဲ့ပြန်မှာခြေခံကြကြတဲ့ပြကြကြကြောသင်နိုင်တယ်တော့တက်ခွဲဆိုလဲဒီစက်ပစ်စီကိုဘလို့အသုံးပြုလဲဆိုတာလေး ကျောင်းတက်မှန်တူတာဆိုတော့ငါရောနေဆရာကြီးကနေကျွန်တော်တို့ဘလို့အတော့ပြလဲဆိုတော့ပြချာစွန့်တဲ့တူတာလေးအတွက်တော့ငါအရောက်ကြည့်နေရပါတယ်။အခုပြောမဲ့တင်ဆက်ပေးသွားတော့တက်မတော်တူနာပြုနဲ့စေဘပညာတက္ကသိုလ်ကပထမနှစ်တနန်းသားတင်တန်းသူတို့ရဲ့လေးလာရေးခေစဉ်လှုပ်ရှားမှုပုံရပဲဖြစ်ပါရှင်။အဆုံးထိတိရှိပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။